Hello အားလုံးပဲမင်္ဂလာပါ United Shoe ကနေကြိုဆိုပါတယ်ဆိုတော့ကျွန်တော်တို့ဒီဗီဒီယိုထဲမှာဆိုလို့ရှင်တော့ Jaden Sancho ရဲ့အပြောင်းရွှေ့နဲ့ပတ်သက်ပြီးတော့ရလာတဲ့သတင်းတွေကိုကျွန်တော်တင်ဆက်ဆွေးနွေးသွားပါမယ်အားလုံးပဲမင်္ဂလာပါဆိုတော့ဒီနေ့ကတော့ဆရာသမားကြီးကျွန်တော်တော့နောက်ကျသွားတယ်เนาะတိတိတလားဆိုလို့ပဲဗီဒီယိုပဲတင်မလို့ပဲဒါပေမဲ့လို့မနက်ကနောက်ကျသွားတာနဲ့ဘာမှလည်းမလုပ်ခဲ့ရဘူးဆိုတော့ကျွန်တော် live သွားဖို့လုပ်တာเนาะ နင်းညဗျာတော့ဇက်ကကောင်းလို့ကြည်နေတာရယ်ဘောလုံးကန်ခဲ့တာရယ်ဘာရည်နဲ့ဆိုတဲ့ခါကျတော့ပေါင်းပြီးတော့အိတ်သွားတာငါလို့ no ကိုမ no ဆရာကြီးတိလာနော် sorry ပါဆိုတော့တင်းနဲ့ပတ်သက်လို့ကျွန်တော်တို့ဘောနော်ဆွေးနွေးသွားမယ်အဲ့ဒါပြီးလို့ရှင်ကျွန်တော် comment တွေကျွန်တော်တို့ဒါကြည့်ပါမယ်ပထမဆုံးအနေနဲ့ကတော့ကျွန်တော်တို့လက်ရှိဘောနော်တင်းက Jaden Sancho ကိုခေါ်ယူဖို့အတွက် Ehla အသင်းအပါဝင် sorry ကလပ်များစွာကစုံစမ်းမေးမြန်းမှုတွေပြုလုပ်လာလျက်ရှိတယ်ပေါ့ ကနဦးဆက်သွယ်မှုတွေရှိရှိထားပြီမဲ့လေလို့ကြေကြေပြပြဆွေးနွေးတာတွေတော့လက်ရှိမှာမရှိသေးဘူးဥရောပကလပ်တင်အချို့ကလည်းဂျေဒန်ဆန်ဂျိုကိုခေါ်ဖို့အတွက်စိတ်ဝင်စားလာကြပြီဖြစ်တယ်ပေါ့သို့တော့ကစားသမားကလောက်ခလာစားတိတိတတရှော့ယူငင်းဆန်လျက်ရှိတယ်ဆိုပြီးတော့ကျွန်တော်တို့သိရတယ်ဒါအပြင် Sky Sport ရဲ့ Italian journalist တယောက်ဖြစ်တဲ့ Di Marzio ကလည်း Napoli အသင်းရဲ့ဘက်ကတော့ Kevin De Bruyne ကိုခေါ်ယူနိုင်ခဲ့ပြီးမှအခုဆိုလို့ရှိရင် Jadon Sancho ကိုခေါ်ယူဖို့အတွက်ကြိုးပမ်းနေပြီဖြစ်တယ်ဆိုပြီးတော့သူပြောထားတယ်။ဆိုတော့ Sancho ကိုခေါ်ဖို့အတွက်စိတ်ဝင်စားတဲ့အသင်းတွေရှိလာပြီဆိုတော့ဒါအသင်းတွက်တော့တရင်ကောင်းပေါ့လေ။နော်အတင်းကစန်ဂျူကိုမဖြစ်မနေကျွန်တော်လက်လွတ်မရမှာစန်ဂျူတို့ဘာလို့ကအတင်းမှာဘလို့မှအကျိုးပြုနိုင်တာမျိုးကျွန်တော်မဟုတ်တော့ဘူး ဆိုတော့ဒီကစားမဖြစ်သူကိုကျွန်တော်လက်လွတ်မရမှာသူ့ကိုရောင်းချပြီးတော့တန်း20တန်း30တော့ရအောင် ရှာမှကျွန်တော်ဖြစ်မှာเนาะရအောင်တော့ကျွန်တော်ရှာမှဖြစ်မှာအလောက်ကဒါကြောင့်ဂျီဒန်ဆန်ဂျူရဲ့အပြောင်းရွှေ့ကเนาะဆန်ဂျူရဲ့အပြောင်းရွှေ့ကတော်တော်လေးကိုကျွန်တော်အရေးကြီးနေတယ်ထူးသဖြင့်ကစားသမားရဲ့လစာတွေတပုံတပင်းကြီးကိုလည်း short ချနိုင်မယ်ဆိုတော့ဒီအပြောင်းရွှေ့ဟာအတင်းတွက်အရေးကြီးတယ်ဆိုတာပြူတယ်ပေါ့เนาะပြေတနာကအပြောင်းရွှေ့ကဖြစ်ပါမလားပေါ့။ဘာလို့လဲဆိုတော့ဝယ်ခြင်းနဲ့အသင်းနေရှိတယ်ဆိုသည့်တိုင်အောင်ကိုပဲ ဒီကစားသမားကလစာရှော့မယူခြင်းမူဖြစ်နေတာဟမ်လစာရှော့မယူခြင်းမူဖြစ်နေတာကျွန်တော်တို့ဘယ်လိုလုပ်ကြမလို့နော်ဘယ်လိုလုပ်ကြမလို့အထူးသဖြင့်ဟိုဘယ်လိုပြောမလဲဗျာကစားမားကလည်း तू ကလစာရှော့မယူခြင်းမူဆိုတာတော့မှတိတိတသာရှော့မယူခြင်းမူပေါ့ထားပါတော့အခုဆိုရင်၃သိန်းခွဲလား၃သိန်းလားဂျီဒန်ဆန်ချူရတာဟာ၃သိန်း၃သိန်းခွဲရတယ်ထားပါတော့ဗျာ၃သိန်းခွဲရတယ်ဆိုလို့ရှိရင်၃သိန်းအထိနော် तू ရှော့ယူမယ်၃သိန်းအထိ तू ရှော့ယူမယ်၃သိန်းခွဲရတယ်ဒါပေမဲ့လို့၁သိန်းခွဲတို့၂သိန်းတို့ကြောင့်မယူခြင်းမူဆိုတဲ့ပုံစံမျိုးလုပ်နေတာ ေးလားဒါကြောင့်ပြောတာကနော်ဒီလိုကစားမမျိုးကိုဗျာကိုခေါ်ဖို့အတွက်စိတ်ဝင်စားတဲ့အတင်းရှိတယ်ဆိုတာကိုပဲကျွန်တော်တော်တော်အံ့ဩတာတော်တော်အံ့ဩတာနော်တကယ်လို့လာစားရှော့ယူရမယ်ဆိုတဲ့အချိန်ဒီတော့မှဒီကောင်ရှော့မယူခြင်းမူချယ်ဆီဆိုလို့ရှိရင်လည်းပဲသူ့အတွက်အကောင်းဆုံးအခွင့်အရေးပေးခဲ့တယ်ချယ်ဆီဆိုလို့ရှိရင်တရားစီအငှားခေါ်တယ်ပွဲကစားခွင့်တွေအများကြီးပေးတယ်နော်လုံးဝခြေသွမ်းမပြတာတော့မှနော်ပွဲကစားခွင့်တွေကျွန်တော်အများကြီးပေးတယ်နောက်ဆုံးတော့ဗျာသူ့ကိုအပိသက်ခေါ်ခြင်းမာတယ်ဆိုတဲ့အချိန်ဒီအထိတောင်ချယ်ဆီကရောက်ခဲ့တာ ပြဿနာကဘာဖြစ်လဲဆိုတော့လာစာကရှော့မယူခြင်းမှုဖြစ်နေတာအဲကိုကဘာမှအကျိုးမပြုနိုင်နေနဲ့ဘယ်လိုလုပ်ပြီးတော့မင်းလာစာအများကြီးလူခြင်းလို့ဖြစ်မှာတော့သူများအသိမှာဗျမင်းစံကုန်မြေလေးသွားလုပ်နေပြီးတော့သိတယ်မလားဒီလာစာအမင်းအများကြီးလူခြင်းလို့မဖြစ်ဘူးလေကိုအချီနေကိုသိရတော့မှာဟုတ်တယ်မလားနော်ချယ်ဆီမှာဆိုဆေးဖွဲ့ဝင်နေလောက်တော့အရေးပါတာမဟုတ်ဘူးဒီကောင်ကဟုတ်ဟုတ်တယ်မလားချယ်ဆီကအဲ့ဒါတော့မှဒီကောင်ကိုခွင့်ရင်းပေးခဲ့တာအပြီးတဲ့ခေါ်ဖို့လာစာရှော့မယူလို့အပြောင်းအရွှေ့ပြက်ပြဲခဲ့ရတာအခုဆိုလို့ရှင်လည်းပဲကျွန်တော်တို့ကြည့် နော်အဟီလာတို့ဘာဟီလာတို့ညာဟီလာတို့ဆော်ဒီကလက်တီရဲ့မင်းပြောင်းမယ်ဆိုရင်တော့ထားဒါမင်းမင်းပြမင်းဘလောက်ပဲဟွာဖြစ်လို့နေနေဟုတ်တယ်မလားဆော်ဒီကလက်တီရဲ့ဘက်ကတော့မလာစာမပေးချင်ဘူးဆိုရင်တော့မင်းဒီကောင်အချင်းကြီးစဉ်းစားကြည့်လိုက်တော့ဗျာကိုလူချင်းနဲ့လာစာနဲ့ကိုချီစွမ်းတွေကဘာမှမဟုတ်မနေတာနော်ဟိုဥရောပကလက်တီရဲ့ဘက်ကလည်းစိတ်ဝင်စားတယ်ပေါ့ဒါပေမဲ့လို့ဥရောပကလက်တီရဲ့ဘက်ကလည်းဒီကောင်လာစာကိုပေးနိုင်ဘူးကတော်တော်လေးခဲရင်နေတယ်ပေါ့ဘယ်လိုလုပ်ပြီးတော့မင်းဟွာဖြစ်ရတော့မလဲ ဟုတ်တယ်မလား channel တင်းဘယ်လိုလုပ်ပြီးမင်းဆက်ခေါ်တော့မလဲမင်းခြေသွန်းကောင်းမှာမကောင်းဘူးလားအခုကျွန်တော်နာပိုလီကိုကျွန်တော်ကြည့်ကြည့်နာပိုနာပိုလီကိုနာပိုလီရဲ့ဘက်ကခေါ်ဖို့လှုပ်ချင်တယ်တကယ်စိတ်ဝင်စားတယ်ပေါ့ဒါပေမဲ့လို့ကျူးပန်းနေရတာဟုတ်မယ်ကစားမကလစာရှုပ်မြူခြင်းမျိုးဆိုတေးကြတဲ့နာပိုလီခေါ်မှာမဟုတ်ဘူးဘာလို့လဲဆိုတော့နာပိုလီကသူ့ထက်အများကြီးပိုပြီးတော့တိုးတက်နိုင်စွမ်းကောအချီနီကောရှိနေသေးတဲ့ဒီဟိုပါဆိုလို့ရှိရင်ဗျာနော်ခဏလေးနော်ခဏလေးခဏလေးဆက် โอเค sorry ဆရာမိုင်းเนาะ sorry 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 ဆိုတော့ပြာကျွန်တော်ပြောကျွန်တော်ပြောချင်တာကမင်းဘယ်လိုလုပ်ပြီးရအစဉ်ပြေမလဲဟုတ်တယ်မလားမင်းဒီဒီဆဲဟိုဘယ်ပြောမလို့ဟိုကိုကိုတိုင်းကခြေသွမ်းမကောင်းမင်းနေတော့ဘယ်တင်းကမှပတ်စံအများကြီးပြီးချင်မှာမဟုတ်ဘူးလေဟုတ်တယ်မလားဘယ်တင်းကမှပတ်စံအများကြီးပြီးချင်မှာမဟုတ်ဘူးအဆန်ချူဒီနဲ့ပေါ့နော်အဓိကသူ့ career ကိုဦးစားပေးဖို့လိုတယ်မင်းမင်းအခုမှ25ပဲလားပဲမသိဘူးရှိသေးတာ25ပဲရှိသေးတာဗျာဒီမှာလာစာမင်းနှစ်သိန်းဟိုတသိန်းခွဲလောက်ထိရှော့ယူလိုက်တယ်ဆိုရင်လူတိုင်းကမင်းကိုခေါ်ချင်ညမှာအေးအဲ့ဒီကြလို့ရှိရင် ဒါမဲ့ကမ္ဘာဖလားအတွက်လည်းရွေးချယ်ခံရခွင့်ရဖို့အတွက်မိမကျူးပန်းခွင့်ရှိတော့မှာကမ္ဘာဖလားကစားဖို့ဆိုတာဘလောက်ထိရေးကြီးတယ်လဲဟုတ်တယ်မလားကစားမတစ်ယောက်အတွက်ကိုယ်နိုင်ငံကိုကူစားပြုဖို့ဆိုတာအဲ့ဒါပြီးပြီဆိုတာ ਨੇ နော်အဲ့ဒါပြီးပြီဆိုတာ ਨੇ ကျွန်တော်အနေနဲ့ဘာဖြစ်မလဲဟိုခြေသွန်းတွေပါတွေပြန်ပြလာပြီဆိုရင်စိတ်ဝင်စားတဲ့အသည်တွေပိုရှိလာတော့မှာအဲ့ကျန်လစာတွေပါတောင်းလို့ရပြီအခုဟာက United မှာမင်းဘလို့မှအဆင်မပြေဘူးဆိုတော့ United ကနေပြောင်းရွှေ့ရဖို့ဒီတာအဓိကဗျာ ယူနိုက်တက်ကနေပြောင်းရောင်းဖို့ဒီသာဒီကဆိုအဲ့ဒါကိုဦးစားမပေးဘူးဖြစ်နေတာဒါကြောင့်ဂျီဒန်ဆန်ဂျူနဲ့ပတ်သက်လို့ရှိရင်ပေါ့နော်တို့အနေနဲ့ကစားမအနေနဲ့တိထက်ပူပြီးတော့ဒီရွယ်ချက်ရှိရှိကြည့်ရမလားကျူးပန်းတင်တယ် sorry တို့ပါတို့ဆိုလို့ကျွန်တော်မပြောလို့ဘူးမင်းပတ်စံပြိမဲ့သူတွေရှိတယ်အဲမဲ့လို့ဥရောပကလပ်တင်းနေမှာဆက်နေချင်းသေးတယ်ဆိုလို့ရှိရင်တော့မင်းလစာမရှော့မယူချင်ဘူးဆိုတဲ့ပုံစံမျိုးနဲ့တော့ကျွန်တော်သွားလို့မရဘူးဟုတ်တယ်မလားနော်ဆိုတော့အဲကြောင့်လောလောဆယ်မှာဆိုလို့ရှိရင်ဂျီဒန်ဆန်ဂျူနဲ့ပတ်သက်ပြီးတော့ပေါ့နော်အပြောင်းရွှေ့ကတော်တော်ကိုကျွန်တော်တို့အနေနဲ့ အသင်တွေစိတ်ဝင်စားဖို့ကောင်းနေပြီဘလောက်ထိအခြေအနေဒီကျွန်တော်ပါရီဖြစ်လာမလဲသူ့ကိုစိတ်ဝင်စားလာတဲ့အသင်းတွေရှိတယ်ဆိုတာက United ဘက်ကကြည့်ရင်ကျွန်တော်ကောင်းတဲ့အရာပါဒါပေမဲ့လည်းလို့ပေါ့နော်ခေါ်ခြင်းတဲ့အသင်းတွေရဲ့ဘက်ကလည်းဒီကောင်လာစားရှော့မယူခြင်းတွေသူတို့ရဲ့ဘက်ကကျွန်တော်တို့ဘာမှတော့လုပ်လို့မရအောင်ဆရာသမားတွေနော်ဆိုတော့ညီကလို့ရောဘလူးမင်းကလည်းစန်ချူနဲ့ပတ်သက်ပြီးတော့ကျွန်တော်ဆွေးနွေးကြပါအောင်ဆိုတော့ကွန်မန့်လေးတွေကျွန်တော်တို့ပေါ့နော်အဲကြည့်ကြအောင်ပါကွန်မန့်ဖြုတ်ကြရေးမင်္ဂလာပါကိုရဲနဲ့ရောင်းနာချက်ပြားတဲ့လာစားမပီးကျင်နာတဲ့နော် ီကောင်ကိုဘလို့ရောက်ဘလောက်ရရလောင်းကျွန်တော်ကရောင်းနေရောင်းအောင်ပါဆန်ချူကိုတန်ပေါင်82တန်းတော့ကျွန်တော်ပေးပြီးတော့ခေါ်ခဲ့ရတာပေါ့နော်ကျွန်တော်တို့ဒါရောင်းဖို့เนาะတန်း20ရရတန်း30ရရကျွန်တော်တို့ပြန်ယူမှရမှာလာစာကလည်းကျွန်တော်တို့အနေနဲ့ပေးဖို့တော့မတန်တော့ဘူးပြဿနာကဒီကောင်ကလာယူနိုက်တက်မှာရနေတဲ့လာစာကိုအများကြီးရှုတ်ပြီးတော့မယူချင်ဘူးဖြစ်နေတာလာစာညှိနှိုင်းတာတဲ့အဆင်ပြေပါစီမျောလင်းရမှာပဲတဲ့အတင်းဘက်ကတော့ဈေးတက်အောင်ရောင်းပြီးမယ်လို့ထင်တာပဲတဲ့တန်း20 25တန်းဆိုလို့ရှိရင်ဒါအတင်းဘက်ကရောင်းဖို့စဉ်းစားထားပြီးသားလေး ချက်စီကိုလည်းအပြည့်တက်ဆိုလို့ချင်းကျွန်တော်က25တန်းနဲ့စီစဉ်ထားပြီးသားပြက်တနာကဟိုကစားမကလာစားရှော့မီယူချင်းတော့ချက်စီဘက်ကတော့မခေါ်တော့ဘူး Okay အဲကိုထက်ကိုချစ်သူများကြီးဒီမှာတယ်အင်္ဂလန်သားတွေကဗျာတဲ့တစ်နှစ်လောက်ပဲတဲ့နေရာရလာလို့ရှိရင်မကျူးစားတော့ဘူးတဲ့နော်အဲအင်္ဂလန်သားတိုင်းတော့လေကျွန်တော်မဟုတ်ပါဘူးတင်မကျွန်တော် Declan Rice တို့ဘာလို့ဆိုလဲရှိအမှန်ကန်လုတ်ပြနေတာပဲဟုတ်တယ်မလားစာကာတို့ဘာလို့ဆိုအမှန်ကန်ကောင်းနေတာပဲနော်စာကာတို့ဘာလို့ဆိုအမှန်ကန်ကောင်းနေတာပဲအင်္ဂလန်သားတိုင်းတော့ကျွန်တော်မဟုတ်ပါဘူးနော် ဂနာချူတားတဲ့ထွက်ကောထွက်ဖြစ်ပါမလားတဲ့အဲလက်ရှိမှာဂနာချူနဲ့ပတ်သက်လို့ရှိရင်တော့ကျွန်တော်ကတော့ဗောနော်ဒီခေါ်ဖို့အတွက်ကြိုးမတ်လာမယ့်အသင်းတွေရှိမယ်ဆိုလို့ရှိရင်တော့အများကြီးအဆင်ပြေလာလိမ့်မယ်လို့ထင်တယ်ကျွန်တော်တို့ဘက်ကရောင်းချဖို့စီစဉ်ပြီးသားပါဂနာချူကိုဆိုတော့ပီပါကလပ်တီဆိုလို့ရှိရင်တော့တင်းတင်းနဲ့ဈေးနဲ့ရောင်းသွားလိမ့်မယ်လို့ကျွန်တော်ထင်တယ်ဆန်ချူအာဒီဆန်ချူရဲ့အပြောင်းအရွှေ့ကတော့သူကိုယ်တိုင်ကလာစားရှော့ယူမှရမှာဂနာချူရဲ့အပြောင်းအရွှေ့ကတော့ကိုရီနဲ့ပြောင်းရွှေ့ကြီးအဆင်ပြေတာနဲ့အဆင်ပြေတယ်ဆိုတော့မဆိုးဘူးဗောနော်ပီပါကလပ်တီဆိုလို့ရှိရင် ကနာဂျီကိုလက်လွတ်နိုင်လိမ့်မယ်လို့ကျွန်တော်တို့ထင်တယ်နော်။ပြင်းပြစားပြီလားဆိုတော့ပြင်းမစားရသေးဘူးဆရာတမကြီးခုနကပြောလို့ပဲတကယ်ကိုလွန်ခဲ့တဲ့အမင်တနာရီလောက်ကမှနိုးတာ။နိုးပြီးတော့အမေပေါ်ပေါ်မှချက်မှဗီဒီယိုလေးတစ်ပုဒ်လုပ်တယ်။နော်အခုလက်ရှိကျွန်တော် live လုပ်တာပဲ။နော်ဒါပြီးမှအမေဟိုဟာလေးပြစားပါလေးစားနဲ့တည်တယ်မလားနော်။လှုပ်ဆရာရှိတာလေးနေကင်းဗီဒီယိုလေးတွေကျွန်တော်ဆက်တင်ပေးမှာနော်။ဆန်ချိုငပြင်းနဲ့ပြားရကွန်အန်တိုနီယိုကွန်တီနဲ့တော့လှပြီးတဲ့အဲဒါကြောင့်လေပေါ့နော်ဟိုနာပိုလီရဲ့ဘက်ကတော့စိတ်တော့ဝင်စားတယ်ပေါ့ဗျာဒါပေမဲ့လေလို့ပေါ့နော် ဘယ်လိုပြောမလဲဒီနီးပြရဲ့အကြံဉာဏ်ဒီဘာတွေသူတို့ယူမလားဘာညာပေါ့သိတယ်မလားနော်ကျွန်တော်တော့မလွယ်ပါဘူးဂျီဒန်ဆန်ချိုအတွက်နော်ကျွန်တော်မလွယ်ပါဘူးနော်ချယ်ဆီမှာတော့ငါလည်း तू မလွယ်ခဲ့ဘူးပဲဒါပေမဲ့ तू အဲ့အခွင့်အရေးတော်မှာဒီကောင်ရောက်အောင်မယူနိုင်ခဲ့ဘူးအဲ့ကောင်မထွက်ခဲ့မထွက်ဘဲနဲ့ပြရတဲ့၃သိန်းခွဲရောက်အောင်ကက်နေပြီးတော့တဲ့အငှားနဲ့သွားမှာတဲ့ပြင်လာစားအပြည့်ရပြီလေနော်အဲအလွတ်နဲ့သွားမှာပါနော်ဒီကောင်၃သိန်းခွဲနော်ယူပြီးတော့အသင်းမှာရာတီစာချုပ်ကွန်တီဆက်နေမယ်ပြင်ဒီကောင်အသင်းကနေပြီးတော့အလွတ်နဲ့ထွက်မယ်ဒါမှမဟုတ်ကြံထားတာ ။တနေ့လောက်ကတော့ဘာဖြစ်လဲကွာကဘာဗလာမကစားလဲဘာဖြစ်လဲကွာတွေးမှာပဲတည်လာအကောင်။ United ကားတဲ့ဂူသမမပြောင်းပဲဂျင်းတဲ့နေရာတွေကြိုက်တဲ့လောက်ပြောင်းနေတယ်။ဦးနန္ဒာနေကတော့ပြားတယ်အိတ်ပေါင်းနဲ့ဖာကောက်တို့ဖြစ်နေဦးမှာပဲတဲ့နော်။ Okay ပါကျေးဇူးများကြီးပါတယ်။ IKTQ ကိုရလို့ရှိရင်တော့မိုက်ပြီပြားတဲ့အဲ United ကတိုက်စစ်နဲ့အပြောင်းရွှေ့တဝက်ကျူးမှာအာဆူရဲကွင်းလေတက်ရောက်တော့ကြားဖြစ်ပြီးတော့ခေါ်မရမယ်။အဲတိုက်စစ်နဲ့တင်အပြောင်းရွှေ့တဝက်ကလည်းကျူးမှာပဲ။ကျွန်တော်တို့ရဲ့ပလန်ကအဲ့ဒီတိုင်းကိုနော်ကျွန်တော်တို့ဒီကွင်းလေကလည်း ခေါ်မှာပါကွန်းလေကခေါ်မှာကိုရမှာဒါကျွန်တော်တို့ခဏချင်းပြောပြီးသားပါနော်အီဆက်ကိုပြရတဲ့တန်း90တော့ပေးပြီးတော့ခေါ်တင်လာတဲ့အီဆက်ကိုတော့ကျွန်တော်ကတော့တန်း90နဲ့တော့သူတို့ရောင်းမယ်မထင်ဘူးတိလားသူတပင်းဟိုနျူကာဆယ်ဆိုလို့ချင်းအီဆက်တို့ဂေးမာရက်တို့ကျွန်တော်တို့အတင်းပြောင်းလိမ့်မယ်လို့ကျွန်တော်ထင်နေပါတော့ဂေးမာရက်တို့အီဆက်တို့ကဒါမှမဟုတ်လေလို့ဗျာသူတို့ကငွေကြီးတက်နိုင်တဲ့အတင်းမျိုးဗျာတိလားငွေကြီးတက်နိုင်တဲ့အတင်းမျိုးဆိုတာသူတို့တုံးလို့မရဘူးတုံးလို့မရဘူးဘာလို့လဲဆိုတော့ FFB စီမီနေပါလိမ့်ရှိနေလို့သူတို့မှာဝင်ငွေအလောက်မရှိဘူး ်ဒါမြဲတယ်လို့ပေါ့နော်ဟို EZ တို့ဘာလို့ကိုလွယ်လွယ်ကူကူနဲ့တော့ကျွန်တော်ကခေါ်ဖို့တော့မဖြစ်နိုင်ပါဘူးနော်အဲ့ဒီလိုပြရတဲ့နောက်ကစားမားတွေမလုပ်ရအောင်အသင်ဘက်ကလည်းချူပန်းမရမယ်တဲ့လစာတွေအများကြီးပြီးပြီးတော့တိုင်ပတ်တာနဲ့ကိုသိမဲ့ဒုက္ခရောက်တာတဲ့နော်โอเคအဲဦးနနာကိုအချိန်ပေးလို့ရှိရင်အဆင်ပြေမှာပါထင်နေတဲ့နော်ဆရာသမားကြီးနော်ကျွန်တော်ကတော့ brother ဘောလုံးပွဲတွေမကြည့်ဘူးလို့ပဲကျွန်တော်ယူဆလိုက်တော့မယ်နော်အနောက်ရပြစ်တိုင်း sorry ပါတဲ့အသင်းနဲ့ဆင်မင်း okay ရတယ်နော်โอเคအဲဆိုတော့ sorry ပါကျွန်တော်ကောင်းကောင်းသဘောပေါက်ပါဦးဆီယာမိုင်းနော်ဆန်ချူကကောင်းပါနေပြားတဲ့အတင်းအတင်းဘက်ကလည်းနေရာမပေးထားတဲ့နော်အဲဆိုလို့ရှင်တော့တကယ်ပြောတာနော်ကျွန်တော်ဘောလုံးမမကြည့်ဘူးလို့ပဲကျွန်တော်ယူဆပါတယ်နော်ဥနနာဥနနာကတဲ့ဂျားတဲ့ကပွဲစားလုပ်နေတယ်ထွက်ပြင်းမဖြစ်မထွက်ပြစ်တော့ဘူးထင်နေတယ်နော်အန်ဘူမူရဲ့အပြောင်းရွှေ့မှာအန်ဘူမူရဲ့အပြောင်းရွှေ့မှာကျွန်တော်တို့ तू က तू ကဆရာကြသွားတဲ့အချိန်ကြီးမှာရှိတယ်ထွက်ချင်မှတော့ထွက်တော့မှာဟလား ဆန်ဂျိုကပြားတယ်တစ်စင်းနေကစားမားရတယ်သုံးသိန်းခွင်းနဲ့ဘလို့မှမတင်ဘူးတဲ့နော်အဲပြည်တနာကအဲ့ဒါကြောင့်လဲဘယ်သိန်းကမှမပေးချင်တာပဲဒီကစားမားသုံးသိန်းခွင်းမှာသုံးသိန်းခွင်းဖြစ်နေတာဟုတ်နော်ကြံမပြေတဲ့အသိန်းတွေပဲပြားတယ်သုံးသိန်းပေးမားတယ်အဲ့ဒါကြောင့်အဲ့လိုပေးတာကိုယ်တွေပဲဖြစ်နေတယ်အမှန်ပဲအမှန်ပဲအဲ့ကြောင့်ဘယ်အသိန်းကမှပြားသိတယ်မလားတသိန်းနဲ့တသိန်းခွဲရရင်တော့ဒီကောင်ကန်ကောင်ဒီပုံစံနဲ့ဒီကောင်တသိန်းခွဲရရင်ကန်ကောင်အများသိတယ်နော်ဘာမှမလုပ်လုပ်တတ်တဲ့ကောင်မျိုးမှမဟုတ်တာကျွန်တော်တို့ဘလို့အဆင်ပြေမလဲ ဇစ်ဇီနဲ့အဂီတီဂီနဲ့ကစားပုံတူတူပဲမဟုတ်ဘူးလားတဲ့ဇစ်ဇီလည်းအရင်တုန်းကအဂီတီဂီလိုပဲနာမည်မကြီးခဲ့တာပဲရှိတာတဲ့အဂီတီဂီကဇစ်ဇီနဲ့စားလို့ချင်းပူမြန်တဲ့ကစားမှာ behind the run ညပူပြီးတော့လုံနိုင်တဲ့ကစားမှာပါဇစ်ဇီကခန်စီလိုင်းရဲ့ရှေ့မှာပဲကောင်းကောင်းကစားနိုင်တာအပြဘော်လုံးနေဟိုးတဲ့ကစားမဲ့ချိတ်ဆက်တွေလုံမဲ့နော်ဒါပါပဲသူကနော်ခါဘော်ဒီကြီးတယ်ဆိုတော့ဟိုနော်ဟို first step ကြီးပါလေကောင်းတယ်ဘာညာပေါ့နော် dribbling လည်းဟုတ်တယ်ပေါ့ဗျာဒါပြီးမဲ့လည်းလို့ပေါ့နော် agitiki ကပူပြီးတော့မြန်တယ် behind the range ဒီကောင်းကောင်းလုံနိုင်တယ်ပြီးရင် goal twin ပူကောင်းတယ် goal twin ပူကောင်းတယ် ball striking ပူကောင်းတယ်နော်ဆိုတော့ area box ကနေလည်း goal twin နဲ့လည်းအပြင်ကနေလည်း goal twin နိုင်ဆိုရင်ကျွန်တော်ရှိတယ်နော်ဆိုတော့ပြီးရင်ဒီ Xama ကဟိုသူ့ရဲ့ဘောနော် body တိဆောက်ပုံကဗျာအများကြီး sexy တဲ့ပူပြီးတော့ပြောရမလဲအထောက်အကူပြုတယ်ဗျာတည်လာဒါကြောင့်ဒီ sexy နေနဲ့ sexy ဆိုတာထက်ဗောနော်အကီတကီကအများကြီးပူပြီးတော့ကောင်းတဲ့ Xama ပါ အဂီဒီဂီကလောက်တော့ United တက်စစ်အလုပ်ဖြစ်မယ်တော့မထင်ဘူးတဲ့ဒုတိယ white line ပဲဖြစ်မှာတေချာတယ်ဗျာတဲ့ Osimhen ဆိုပို့ပြီးတော့အဆင်ပြေမယ်ထင်တာပဲတဲ့ Osimhen ရမလားဗာရမလားကြည့်ရမှာပေါ့လေဘယ်တိုက်စစ်ပဲဖြစ်ဖြစ်ကျွန်တော်တို့ ਨੇ တင်ထွက်တဲ့သူတွေတိုင်းကတိတ်ပြီးတော့အများကြီးကွာဟတာမျိုးမရှိပါဘူးတိုက်စစ်ပိုင်းမှာရောင်းမဲ့၄ယောက်တည်းကဗျာတဲ့တကောင်ချင်ရမေဆိုလို့ရှင်ဘသူရောင်းမလဲတဲ့နော်အဲကျွန်တော်ကတော့အမှန်တမ်းပြောမေဆိုလို့ရှင်အခုချိန်မှာကျွန်တော်တို့အဲရောင်းမဲ့ကစားမားတွေထဲမှာခြံစရာအကြောင်းကိုမရှိတာအမှန်တမ်းပြောရင်လေတိလာကာနာချိုရက်ရှ်ဖို့ဆန်ချိုအန်တိုနီဆိုလို့ရှိရင်ဗျာ ကျွန်တော်တို့ကာနာချူကိုခြံစည်းနေတာပေါ့နော်ဘာလို့လဲဆိုတော့ကာနာချူကအဲ့ဒီလေးယောက်ထဲမှာအဆင်ပြေဆုံးပဲဗျာဘာလို့အဲ့လိုပြောရလဲဆိုတော့အသက်ငယ်သေးတာရဲ့တူတက်နိုင်စွမ်းကောင်းမြင့်နေတာရဲ့နော်အသင်းကစတေဘယ်ဖြစ်လာလို့ချင်းဒီကောင်လေးတီတီချာချာပြီးလို့သူကိုယ်တိုင်ကလည်းတီတီချာချာ train နေပါ냐ဆိုလို့ရှင်အဆင်ပြေနိုင်သေးတာရဲ့ဆန်ချူတို့ကသွားပြီ rashford တို့ကကျွန်တော်သွားပြီဗျာ anthony santo တို့က united level မှာမရှိဘူးဗျာဆိုတော့ဗောနော်ကာနာချူကိုပဲဆက်ပြီးတော့ထိမှာပေါ့တော်တော်လည်းပဲလက်ရှိမှာကာနာချူရဲ့ attitude ဘိုင်းကပြဿနာအကြီးဆုံးဖြစ်နေတာ နီးပြကိုအမှုလောက်တာတွေကဘလို့မှအဆင်မပြေဘူးပေါ့နော်ဆိုတော့သူတို့လေးယောက်စလုံးကိုကျွန်တော်ရောင်းချနိုင်မှကျွန်တော်ရမှာပါနော်ကွင်းလယ်မှာဗျာတဲ့တယောက်တော့ရအောင်အစားထိုးမှရမယ်တဲ့ဘယ်ကစားမကိုအကြိုက်ဆုံးဖြစ်မလဲတဲ့ကျွန်တော်ကတော့ကွင်းလယ်မှာမရနိုင်ဘူးပေါ့နော်ဟိုဘာလဲဘာကိုအကြိုက်ဆုံးပဲကွင်းလယ်မှာကျန်တဲ့ကစားမတွေလည်းစားလို့ရှိရင်အဲဘာလဲဘာကိုအကြိုက်ဆုံးပဲဘာလဲဘာသာအတင်းရဲ့ကွင်းလယ်ကိုအများကြီးပြောင်းလဲနိုင်မှာနော်ဝါတန်မျိုးဘာလို့ဆိုတာမျိုးတွေက injury ပြဿနာတွေဘာတွေနဲ့ပြီးလို့ရှိရင်ကစားမက ခြေသွင်းလေးကကောင်းပြီမဲ့လေလို့ဇီတအားကြီးတာရဲ့ injury တွေခဏခဏကြုံနေရတာအင်္ဂလန်သားဖြစ်တာရဲ့ねကျွန်တော်သိမလို့ခြင်းတာဒါပေမဲ့လေလို့ဘာလဲပါကြတော့ပေါ့နော်အများကြီးပူပြီးတော့ကောင်းနေတယ်ပူပြီးတော့ strong ဖြစ်တယ် physically ပူပြီးတော့ strong ဖြစ်တယ် defense ပေါ့နော်ဟို midfield box to box မင်းဘယ်လိုကစားရမလဲအများကြီးအဆင်ပြေတယ် ဘာလေပါကသာအတင်းရဲ့ကွင်းလင်မှာအကောင်းဆုံးဖြစ်လိမ့်မယ်လို့ကျွန်တော်ထင်တယ်။ဆိုတော့ဆရာသမားကြီး sorry ပါကျွန်တော်လက်ရှိပေါ့နော်ကျွန်တော်ဒီလူခေါ်ထားတာရောက်ပြီပေါ့နော်ဒီ wifi ဟာဖြစ်ပေါ်လာမသိကျွန်တော်ခေါ်ထားတာရောက်ပြီဆိုတော့တင်းလင်းလည်းအများကြီးမရှိတော့ဘူးဆိုတော့ကျွန်တော်ဒီတော့နဲ့တင်းလင်းအောင်ဆိုတော့နေကင်းဗီဒီယိုလေးတွေမှာကျွန်တော်ပြန်ပြီးတော့တွေ့ကြပါမယ်ဆရာသမားကြီးနော်။ဟို live နောက်ကျသွားရတဲ့ sorry ပါဆိုတော့နေကင်းမှာကျွန်တော်ဗီဒီယိုလေးတွေတက်နေတဲ့မှာပြန်တင်ပေးပါမယ်။ကြည့်ရှုပါပြီးတဲ့ညီကူများအားလုံးကိုကျေးဇူးများကြီးတင်ပါတယ်။